လက်ရှိကမ္ဘာအကောင်ဆုံးကွင်းလှည့်ကစားသမားကဘသူလဲဆိုတာပြောပြလာတဲ့ Tony Cruz ရီယယ်မက်ဒရစ်နဲ့ဂျာမနီရဲ့ကံဝင်ကစားသမားကြီးတိုနီခရုစ်ကဘလုံးနယ်ပယ်မှာဆယ်စုနှစ်နှစ်ခုနီးပါးကြာအောင်မြင်တဲ့ကစားသမားဘဝကိုတည်ဆောက်နိုင်ခဲ့ပြီးတဲ့နောက်ပြီးခဲ့တဲ့နှစ်ရာသီမှာအနားယူခဲ့သူဖြစ်ပါတယ်။ခရုစ်ကသူ့ရဲ့ကစားသမားဘဝတစ်လျှောက်မှာ2014ခုနှစ်ကမ္ဘာဖလားအပါအဝင်လာလီဂါအမှတ်ပေးဖလား၄လုံး၊ချန်ပီယံလိဖလား၅လုံးနဲ့ဆူဖလားမျိုးစုံကိုရရှိခဲ့သူဖြစ်ပြီးတော့ဘရိတ်တတီယာခရုစ်ကိုသူ့မျိုးဆက်ရဲ့အကောင်းဆုံးကွင်းလှည့်ကစားသမားတွေထဲကတူအဖြစ်ရှုမြင်ကြပါတယ်။ခရုစ်က ယ်မက်ဒရစ်အသင်းရဲ့အောင်မြင်မှုတိုင်းမှာအဓိကကျတဲ့အခန်းကဏ္ဍအနေပါဝင်ခဲ့သူဖြစ်ပြီးတော့ Real အသင်းရဲ့ Cruise လိုကစားသမားမျိုးကိုနောက်ထပ်ပိုင်ဆိုင်ရဖို့ဆိုတာကတော့ Real အသင်းနေနေကတော့မသေးကြတော့ပါဘူး။လက်ရှိမှာ Cruise မရှိတော့တဲ့ Gwen Lane အတွက် Real Madrid အသင်းက Jude Bellingham, Camavinga, Edgar Gula စတဲ့ကစားသမားတွေနဲ့အစားထိုးသွားနိုင်ဖို့ဂျိုးပန်လေးရရှိပါတယ်။ ီကစားသမား၃ယောက်စလုံးကလည်းအရေးချင်းရှိကြပြီးတော့အတင်းအတွက်သူ့နေရာနဲ့သူအသုံးဝင်ကြပါတယ်။ဒါပေမဲ့လည်း cruise ကတော့ခွင်းလေပိုင်းအတွက်အပြီးပြည့်စုံတော့တဲ့လက်ရှိကမ္ဘာအကောင်းဆုံးခွင်းလေကစားသမားက ခါတိပြိုင်ဘက်ဘာစီလိုနာအသင်းမှာရှိနေတယ်လို့ဆိုပါတယ်။ Cross Union ရဲ့ကစားသမားကတော့ Battery ဖြစ်ပါတယ်။ Battery က2020ခုနှစ်မှာဘာစီလိုနာကိုပြောင်းရွှေ့လာခဲ့တဲ့ Spain လူငယ်ကစားသမားဖြစ်ပြီးတော့ Cross က Battery လိုကစားသမားမျိုးက လမိုင်းရမယ်ထက်တောင်ဘာစီလိုနာမှာအရေးပါတဲ့သူဖြစ်ကြောင်းဆိုပါတယ်။ကျွန်တော်အထွတ်ထွတ် Battery လိုကစားသမားမျိုးကလမိုင်းရမယ်တို့ Rafinha တို့ Lewandowski တို့ထက်တောင်မှပိုအရေးပါပါတယ်။အဲဒီကစားသမားတွေက ဝယ်ရလက်တွေကိုပဲအဆုံးဖြတ်ပေးကောင်းပေးပါလိမ့်မယ်။ဒါပေမဲ့လက်ရှိချိန်မှာဆိုရင်ဘက်တရီကသူ့နေရာမှာအကောင်းဆုံးကစားသမားပါပဲ။ကမ္ဘာအကောင်းဆုံးပါပဲ။ဘက်တရီကသူမပါဝင်တဲ့အခါဘယ်အတင်နဲ့ပဲရှင်ဆိုင်ကစားရကစားရ လွမ်းနေရလောက်မဲ့ကစားသမားမျိုးဖြစ်ပါတယ်။သူကကိုသွင်းတာတွေ၊ကိုဖန်တီးတာတွေပဲလုပ်နိုင်တာမဟုတ်ပါဘူး။သူကအဖြေတွေလည်းပေးနိုင်ပါတယ်။ဒီရာသီမှာဘက်ထရီရဲ့ကစားပုံကိုကျွန်တော်တိကျကြည့်ဖြစ်နေပါတယ်။ချန်ပီယံလိမှာဆိုရင်သူကပွဲတိုင်းမှာပြိုင်ဘက်တီထက်ပိုတာခဲ့ပါတယ်။လာလီဂါမှာဆိုရင်လည်းသူနဲ့သူ့ပြိုင်ဘက်တီအကြားကွာခြားချက်ကပြင်းထန်မှုပဲရှိပါတယ်။ဘက်ထရီလိုကစားသမားမျိုးကိုဆုံးရှုံးလိုက်ရပြီဆိုရင်အတိုးဆက်တီကိုခင်ဗျားတို့တတိထားမိပါလိမ့်မယ်။သူကအကောင်းဆုံးပါပဲ။သူ့နေရာမှာဆိုရင် သူကအနေရလို့မရှိတဲ့အခါလိန်ခေါက်ကြော်ဖြတ်ချင်တဲ့ကစားသမားတွေကိုဟန်တားနိုင်တဲ့အရေးချင်းမျိုးပိုင်ဆိုင်ထားတဲ့ကွင်းလိန်ကစားသမားအနေငယ်တွေကတယောက်ပါဘက်ထရီလိုကစားသမားမျိုးကပွဲရဲ့ဘယ်အပိုင်းမှမစိုးအကူအညီပေးနိုင်ပါတယ်ဒီလိုမျိုး cruise ကဘက်ထရီကိုချီးကျူးခဲ့ရလဲဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်း cruise ကပက်ဒရီဟာအဂလစီကိုဝဲတစ်ခုမှသူ့ကိုဘလို့အထင်ကြီးစေခဲ့သလဲဆိုတာကိုပြပြသွားခဲ့ပါတယ်။ပက်ဒရီဘလို့ကောင်းလဲဆိုတာကိုတခါဆိုရင်ကျွန်တော်ကိုယ်တိုင်ကြုံဘူးပါတယ်။ သူကမက်ဒရစ်အင်္ဂွေမှာတောင်ကျွန်တော်တို့ကွင်းလေကိုဖြိုချသွားခဲ့တာပါသူပုံစံကိုကြည့်ရတာတိတ်မြန်တဲ့ပုံမပေါ်တော့တစ်ခါလားနှစ်ခါလားမသိကျွန်တော်သူ့နောက်ကိုကန့်နိုင်လောက်တယ်ဆိုပြီးထင်ခဲ့မိတယ်ဒါပေမဲ့သူကတေချာကိုလိန်ထောက်ပြီးတော့ကြောဖြတ်သွားခဲ့ရပါသူ့ကိုကျွန်တော်ပြစ်တံကျူးလွန်ပြီးတော့တောင်မှမရက်တက်နိုင်ခဲ့ပါဘူးသူအလုံရှားသွားတဲ့အမြန်နှုံးကိုမြင်ရတဲ့လီယိုနယ်မက်ဆီလိုတော့မဟုတ်ပါဘူးပက်ဒရီပုံစံကိုကြည့်ရတာအရင်မမြန်တယ်လို့လို့နဲ့တကယ်တော့အရင်မြန်ပါတယ်ဆိုပြီးတော့တိုနီခရုစ်ကပြောဆိုခဲ့ပါတယ် Tony Cruz ကတော့ Real Madrid အသင်းရဲ့ကံဝင်တဦးဖြစ်တာကြောင့်အခုလိုပြိုင်ဘက်အသင်းရဲ့လူငယ်ကစားသမားအပေါ်အတိအမတ်ပြုတ်ချီးကျူးခဲ့တာကတော့တကယ်ကိုလေးစားပွဲလို့ရဖြစ်တယ်လို့ဆိုရပါမယ်။ဗီဒီယိုလေးအစုံနှိမ့်လိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။